မင်္ဂလာပါခင်ဗျာကျွန်တော်ခိုင်မွန်းရဲ့ရှာနေကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရှာနေကိုစောင့်ကြည့်ပြီးအားပေးနေကြတဲ့စိုက်မွေးမိုက်ဆွေများအားလုံးကိုမင်္ဂလာပါလို့နှောက်ခွန်းဆက်သလိုက်ပါတယ်မိုက်ဆွေတို့အနေနဲ့ဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကြည်စုပြုပြီးရှင်းဖို့ကြိုမတော်ပဲ like share နဲ့ subscribe လေးလုပ်ပေးပါဦးနော်ဒီနေ့မှာတော့ကျွန်တော်ကကြက်ငလေးတွေကနေကြက်ကြည့်ပြီးရုံတန်းဝင်တဲ့အထိဒါမှမဟုတ်အဖိုးအမတ်မျိုးကျွေးတဲ့အထိဘယ်လိုမွေးမြူရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ် ကျွန်တော်စီမှာလည်းဒီမေခွားနဲ့ပတ်သက်ပြီးလာရောက်မင်းများထားကြတာတွေရှိပါတယ်အကိုရဲ့ကြက်ကလေးတွေကနေကျက်တွေအလုံးရုံနာဝင်တဲ့အထိဘယ်လိုမွေးမြူရမလဲဆိုတာပြောပြပေးပါလားဆိုပြီးတောင်းဆိုထားကြပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့ဒီကြောင့်တွေကိုပြောပြပေးသွားပါမယ်ခင်ဗျာကျက်ကလေးတွေကနေရုံနာဝင်တဲ့အထိဘယ်လိုမွေးမြူရမလဲဆိုတာကိုသိရှင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါ ကြက်ကလေးရွယ်ငယ်ရွယ်စဉ်ကာလမှာတော့ကျွန်တော်တို့ဟာအစာမုံကြက်ကလေးတွေအတွက်ပဲတည်တန်းထောက်လုပ်ထားတဲ့ကြက်ငယ်အစာတစ်မျိုးတည်းကိုပဲကျွေးပေးရပါမယ်။ဘာလို့လဲဆိုတော့ကြက်ကလေးငယ်ရွယ်စဉ်ကာလမှာသူတို့ဟာအစာကြည့်ရင်စားလို့မရတဲ့အတွေ့အကြုံဖြစ်ပါတယ်။ဒီကြက်ငယ်အစာမှာလည်း protein နှိုက်စစ်တတ်ရာခိုင်နှုန်းပါဝင်ရပါမယ်။ဒီလိုကြက်ငယ်တွေအတွက်တည်တန်းထောက်လုပ်ထားတဲ့ကြက်ငယ်အစာမုံကိုကြက်ကလေးတွေအသက်တလန်းပြည့်တဲ့အထိကျွေးသွားရမှာဖြစ်ပါတယ်။ဒါက မွေးစားကနေတလက်အွေအထိဖြစ်ပါတယ်ပြီးရင်တော့ကာကွယ်စစ်ထိုးခြင်းအပိုင်းအနေနဲ့ကတော့အသက်9ရက်သားမှာပထမအကြိမ်စတင်ထိုးရမှာဖြစ်ပြီး၄ရက်ကနေ9ရက်သားကြာပြီးရင်21ရက်သားမှာတစ်ကြိမ်နောက်ပြီးတော့31ရက်သားမှာနောက်တစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်ဒီကာကွယ်စစ်ကတော့ညူကာဆယ်ယောဂါနဲ့လေပွန်ယုံယောင်ရှင်ယောဂါတို့ဖြစ်ပါတယ် ျွန်တော်တို့ကကျဲမွေးမြူနေတဲ့ကာလပတ်လို့ကျဲသုံးတိုင်းမှာဒီနီလနဲ့အမြင်လောက်ဆောင်ရပါမယ်ပြီးရင်တော့ကျဲအသက်တလားကနေနှစ်လအတွင်းအရွယ်ကိုရရှိမှာတော့ကျွန်တော်တို့ဟာအစာမှုနဲ့ဆံခွက်ကိုရိုးစားပြီးကျွေးလို့ရပါတယ်ဒါကပရိုတင်းဓာတ်ကို ဖြည်းဖြည်းချင်းရှိုးရှားဖို့ဖြစ်ပါတယ်ကြည့်တဲ့နလကနေရုံတော်ဝင်အရှင်အထီကတော့ရိုးစားထားတဲ့အစအစာကိုကျွေးမွေးလို့ရပါတယ်ရိုးစားထားတဲ့အစအစာဆိုတာကတော့ဘေးအစာမျိုးမဆိုအစာတိုင်းကိုဆိုလိုပါတယ်ကိုယ်တည်သက်ထွက် ဘေးအစမစိုးကျွေးမွေးနိုင်ပါတယ်ကျွန်တော်တို့မှာရှိတဲ့ဗာပြည့်စီမစိုးရိုးထင်းပေးနိုင်ပါတယ်ဥပမာကျွန်တော်တို့စောပြီးကြံတဲ့မိဖို့ရှုံထွက်အသားဟဲလျာတွေစောကျင်းစောကြံတဲ့ထမဲနေပြာမြက်ပြောင်းအစီအမြေရှုနှစ်ပြိုပင်အဇိုလာဖွင့်နှုံဆံခွဲပါဝင်ကော့မစဘာရှိရင်စဘာကိုလည်းကျွေးနိုင်ပါတယ်ဒီစာတွေကိုရိုးစဲပြီးဖြစ်ဖြစ်သူ့အစာတဲတဲဖြစ်ဖြစ်ကျွေးနိုင်ပါတယ်ပြီးတော့ဒီလနဲ့မပြီးသေးပါဘူးကျွန်တော်တို့ကာကွယ်စစ်ထိုးဖို့လိုအပ်ပါသေးတယ်အဲ့ဒါကတော့ ကျယ်ဝါယောဂကာကွယ်ဆေးဖြစ်ပါတယ်ကျယ်ဝါယောဂကာကွယ်ဆေးကိုသုံးလိုက်တဲ့ကြိမ်ပုံမှန်ထိုးပေးပါ မပြတ်မကွက် ထိုးပေးဖို့အရေးကြီးပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ကြက်ရှံကိုနှိုင်းရှင်းရင်းလောရပါမယ်ကြက်ရှံကိုပိုးသားစင်းနဲ့စင်းကားရဲ့တကြိမ်ဒါမှမဟုတ်တလက်တဲ့ကြိမ်ပုံမှန်ဖြန်းပေးရပါမယ်ကြက်ရှံကိုပိုးသားစင်းဖြန်းတာကိုတလက်ထဲတို့မကြိုလွန်စေဖို့ယူဆရပါမယ်နောက်ပြီးရဲ့ကြဲ့သေးသုံးဘက်ကနေလေးဘက်သောအတွင်းမှာတော့ကျွန်တော်တို့ဟာကြာရောကာကွယ်ဆေးကိုတောင်းပန်ထိုးပြီးဖြင့်ထိုးပေးရပါမယ် ဒီကြာယောဂါဟာရှယ်ကိုက်ရှင်ဒါမှမဟုတ်မြေပြင်ငိပ်ပတ်ရှင်တို့နဲ့ပတ်သက်နေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီယောဂါကိုလည်းလုံးဝမဖြစ်မနေကာကွယ်ထားသင့်ပါတယ်ဥပမာအားဖြင့်မျက်နှာရောင်ရှင်နဲ့မျက်လုံးရောင်ရှင်ဆက်တဲ့ရှယ်ကိုက်ရှင်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုတည်တာစေဖို့အတွက်ကျွန်တော်တို့ဟာဒီကြာယောဂါကာကွယ်ဆဲကို ပေးထားသင့်တာဖြစ်ပါတယ်ဒီလိုမျိုးယောဂါတွေကို ကြိုတဲ့ကာကွယ်ထားတာကကျေယောဂါဖြစ်ပေါ်မှုနဲ့ဆုံးရှုံးမှုတွေကိုရှုံးချပေးနိုင်ပါတယ် ကျဲမွေးမြူရဲမှာတော့နာထက်ယောဂါတွေလည်းအများကြီးရှိနေပါသေးတယ်ဒါပေမဲ့ယောဂါအားလုံးကိုကာကွယ်ဆေးပေးဖို့မလိုပါဘူးဒီလဆိုရင်ကိုရပါပြီကဘာပေါ်မှာကာကွယ်ဆေးနဲ့ယောဂါအမျိုးအစပေါ်ရေတွဲမကုန်နိုင်အောင်ထိရှိပါတယ်ဒါပေအားလုံးကိုလိုက်ထုတ်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးဥပမာကျဲတောက်ကွေးယောဂါလိုမျိုးပေါ့ဒီယောဂါတွေကကာကွယ်ဆေးပေးဖို့မလိုပါဘူးနာထက်အေးမိနှာစေးဖျားနာတွေလိုအရာတွေလည်းတိုက်တော့အေးမကြီးပါဘူး ဗီတာမင်တွေအားစဲတွေကိုအသုံးပြုပြီးကာကွယ်တာကုသတာတွေလုံးလို့ရပါတယ်ဒါတွေကထိချောရအရင်မခဲ့ပါဘူးကျွန်တော်ပြောတာတွေမှာအနည်းငယ်ကြာနေခဲ့တာရှိပါတယ်အဲ့ဒီအကြောင်းကိုပြန်ဆက်ရအောင်ပါမွေးစားကျဲကလေးများအတွဲဝမ်ကိုက်ယောဂါကာကွယ်ဆေးဟာလည်းအရေးကြီးပါတယ် ငွေကြေးစားကြေးငွေမှဆေးရတဲ့အထူးကျဲတွေကိုကျွန်တော်တို့ဟာဝမ်ကယောဂကာကွယ်ဆေးကိုစားစရာအစာထဲမှာဖြစ်စေဒါမှမဟုတ်ရေထဲမှာထိုးစားပြီးတော့ဖြစ်စေကြက်ကလေးတွေကိုတိုက်ပြပေးရပါမယ်အသက်၃ဘာကနေ၄ဘာသောအရွယ်ဟာဝမ်ကယောဂအဖြစ်များတဲ့ကာလဖြစ်ပါတယ် ဒီကာလအတွင်းမှာကာကွယ်ဆေးကို9ရက်စတိုင်းရိုးစက်တွင်းမွေးပေးရပါမယ်အဲ့ဒီနောက်နှလန်းနီးပွားအရွယ်ရောက်တဲ့အခါမှာနာတကျင်းဝမ်ကယောကကာကွယ်ဆေးကိုထမ်းမှရိုးစက်တွင်းမွေးပေးရပါမယ်ဝမ်ကယောကဆိုတာကြက်ကလေးတွေဟာအစာကိုကောင်းကောင်းစားသနေပေမဲ့ကိုခန္ဓာပိန်နေရှင်ပင်သွဲရှင်ပဲဖြစ်ပါတယ်ပိလာဘီနာတဖြည်းဖြည်းသိဆူးမှုများဖြစ်ပေါ်လာနိုင်ပါတယ်ကြက်တွေကအစာစောင်းနှုံးကောင်းပေမဲ့ပိန်နေပြီးတချို့အကောင်တွေမှာဆိုရင် ကျွေးဝမ်းပါသွက်တတ်တာကြောင့်ကျွန်တော်တို့အနေနဲ့ကာကွယ်ဆေးကိုကြိုတင်ရိုးစက်ကျွေးမွေးထားဖို့လိုအပ်ပါတယ်ဝမ်ကယောဂါဆိုတာဟာပရိုတိုဇိုဝါလို့ခေါ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့ကာဗောဘူးတစ်မျိုးချောင်းဖြစ်တာပါဒီဘို့ဟာကြက်ရဲ့ဥလန်းချောင်းကိုတိုက်ခိုက်ပြီးများသောအားဖြင့်ငေရွေတဲ့ကြက်ကလေးတွေကိုသွေးဝမ်းသွားစေခြင်းအစာကောင်းကောင်းစားဖို့လဲပင်ကြက်ရှင်နဲ့နားဆုံးမသေဆုံးခြင်းကိုဖြစ်ဖို့စေပါတယ်သူတို့ကိုကူပတ်ဖို့အတွက်ဖီရှော့ဝမ်ကိုက်ဆဲတွေလိုအပ်ပါတယ် ဒီပိုးတွေကကြက်တွေရဲ့ဦးနာရံကိုဖျက်ဆီးလိုက်တဲ့အခါအာဟာရဆော့ယူမှုမရှိတော့ဘဲရောဂါလက္ခဏာတွေ ပြက်လာပါတယ်။ ဒီယောဂရဲ့အဓိကလက္ခဏာများကတော့သွေးဝမ်းသွေးရှင်ပိန်ချက်ရှင်အစာစားပြင်မဲ့ခန္ဓာကိုယ်ကပိန်ပြီးညှို့ငင်နေတတ်ပါတယ်အမွေးကျန်းမ်းရှင်များကိုဖြစ်ပေါ်စေပါတယ်သူတစ်ဖြစ်အသက်ငယ်နဲ့ကြက်ကလေးတွေမှာသေဆုံးလို့မြင်မှာပါတယ်ကြက်ငယ်လေးတွေဝမ်ကယောဂအကြောင်းကိုခဏရထားပြီးအရှားကြံနေသေးတဲ့အကြောင်းအရာတွေကိုဆဲကြရအောင်များနောက်ထပ်အရေးကြီးတာတစ်ခုကကြက်တွေကိုမှန်ရှာပေးရပါမယ်ကြက်တွေကိုတလက်တစ်ချိန်တာမတ်မဟုတ်လုံးလိုက်တဲ့ချိန်မှန်ရှာပေးရပါမယ်ကြက်တွေကိုတန်ရှာပေးတဲ့အခါမှာ အစာမရိုးကျွေးတာဖြစ်စေရေဖြိုတိုက်တာဖြစ်စေဆဲလုံးပုံစံဖြစ်စေတိုက်ပြီးတန်ရှက်ပေးရပါမယ်ဒီနေ့ခိုင်းမှာတော့တန်ရှက်ဆဲတွေကအမျိုးဆုံးပုံမျိုးစွာဈေးကွက်ထဲမှာရှိနေပါပြီဒီရောဂါဟာလည်းအရေးကြီးပါတယ်ကျဲတွေကိုပမ်မရှက်ပေးဘူးဆိုရဲဥဒွဲမှန်ကုန်တွေရှင်းနေပြီးအပပပြဿနာတွေဖြစ်လာနိုင်ပါတယ်ပမ်မရှက်ရှင်းချောင်းဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများကတော့အစာရှည်ဖြစ်မှုနဲ့ကျဲတွေကြီးထွားမှုပြဿနာတွေဖြစ်လာနိုင်ပါတယ်ကျဲပင်ကျဲရှင်းနဲ့ညှို့ငယ်ရှင်းတွေဖြစ်လာမယ် မန်ကုံတွေဟာကျဲတွေစားသုံးတဲ့အာဟာရဓာတ်တွေကိုစောယူစားပါတဲ့အတွက်ကျဲတွေဟာအစာကောင်းကောင်းစားတော့လဲပိန်ကြပြီးကိုယ်အလေးရှိမတည့်တော့ပါဘူးကြီးထွားမှုနှဲကွဲလာမယ်ကြီးထွားစစ်ကျဲကလေးတွေမှာကြီးထွားမှုတိတိတသာနှဲကွဲသွားပါတယ်အာဟာရရှုတ်တက်လာမယ်ရေရှင်မှာအာဟာရရှုတ်တက်ပြီးအမွေးတောင်တွေကျန်းတန်းလာတတ်ပါတယ်ထော်လမှုစွမ်းရည်ကျဲဆဲလာမယ်အုံနှုံကြက်လာမယ်အုံအုံနေတဲ့ကြက်တွေမှာအုံနှုံကြက်ဆန်းရှင်းအုံအရွယ်ဆော့သင်းငယ်ရှင်းတွေဖြစ်လာနိုင်ပါတယ် ယောဂကုဆဲလွေလာမဲ့တန်ကောင်းတွေရန်ခန္ဓာကိုယ်ရဲ့စွမ်းအင်တွေကုံဆုံးနေတဲ့အတွက်ကျဲရဲ့ခုခံအားစနိုက်ကျက်ဆင်းလာပြီးဝမ်ကိုင်းယောဂနဲ့အရှာကုဆဲယောဂတွေကိုပုံမခံစားရနိုင်ပါတဲ့ဥပိုက်ရှင်းနဲ့တည်ဆူးရှင်းတွေလည်းဖြစ်နိုင်ပါတယ်။တန်ကောင်းအရေအတွက်အရန်များလာတဲ့အခါဥလန်းကြောင့်ကိုပိုက်ဆွစေနိုင်ပါတယ်။ဥပိုက်ဆွသွင်းရင်ကျက်ဟာအစာမစားနိုင်တော့ပဲဖျားနာပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။ဒါကြောင့်ပန်းကောင်းတွေဟာကြဲရဲ့ကြမ်းမာရေးနဲ့စီးပွားရေးရထောက်လုံးမှုကိုပါထိခိုက်စေတဲ့အတွက်ပုံမှန်ပန်ရှာပေးဖို့လိုအပ်ပါတယ်ခင်ဗျာ ဆေဝအမတ်တဲ့စိတ်ကတော့ဘာဖြစ်ဖြစ်ဖြစ်အစင်ပေးပါတယ်အရှိခအားဖြင့်စေတိုင်းမှာဂုံတတိအာနိသင်ကအတူတူပဲဖြစ်ပါတယ်ဗီဒီယိုကလည်းရှင်းသွားပြီဆိုတော့အားလုံးအနိုင်ရှောက်ပြီးပြောရရင်ကျွန်တော်တို့ဟာကိုယ့်ရဲ့ကျဲတွေကိုယောဂမဖြစ်အောင်ဂရုဒစိုက်ထိမ့်သိမ်းဆန်းရှားရပါမယ် ။မွေးမြူသူတွေအနေနဲ့ကိုကျဲတွေကိုအချင်းပေးဖို့လိုပါတယ်။အချင်းလုံးလုံးလားလားပေးရပါမယ်။ပြစ်ထတာပိုးဆက်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ဒီလိုဂရုမစိုက်ပဲပြစ်ထမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ကျဲတွေမှာဆုံးရှုံးမှုတည်ဆွမှုတွေဖြစ်လာပါလိမ့်မယ်။မတူလို့ယောဂဖြစ်လာမယ်ဆိုရင်ဖြာနာနေတဲ့ကျဲတွေကိုတွေးတာနဲ့ရှဲရှဲသီးသန့်ခွေထုတ်ပေးပြီးဖီရှာကူပါဖို့ကအရေးကြီးဆုံးလိုအပ်ပါတယ်ဗီဒီယိုကတအားရှည်သွားပြီဆိုတော့ဒီလနဲ့ပဲဆုံးသားလိုက်ပါမယ် ြည့်ရှုနေကြတဲ့မိုက်ဆွေတွေအနေနဲ့ဒီဗီဒီယိုကိုကြည့်ရှုပြီးသွားပြီဆိုရင် like share ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပေးကြပါဦးခင်ဗျာဒီဇုံတရားထင်မြင် share တွေအကြံပြု share တွေရှိခဲ့ရင်လည်းကျွန်တော်တို့စီအကြံပြုသွားလို့ရပါတယ်မိုက်ဆွေတို့ရဲ့အမြင်တွေကိုလည်းသိရှင်ပါတယ်ကျေးဇူးပြုပြီးမိုက်ဆွေတို့ရဲ့ထင်မြင် share တွေကိုဖော်ပြခဲ့ကြပါဦးခင်ဗျာ